မျိုးစောကနေပြီးတော့ဒီအာဆီယံကနေပြီးတော့သူတို့ရွေးကောက်ပွဲကိုထောက်ခံတယ်တဲ့အဲအဲ့ဒါကြောင့်အာဆီယံကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့တကယ်တမ်းကျတော့အာဆီယံကဘယ်နိုင်ငံတွေကထောက်ခံတာလဲအာဆီယံကြီးတစ်ခုလုံးကထောက်ခံပါတယ်လို့ပြောလာကျွန်တော်သိသလားအာဆီယံကထောက်ခံမယ်ဆိုလဲသူတို့ဘယ်ရောက်ထောက်နိုင်မလဲအာကမ္ဘောဒီးယားတို့လာအိုတို့ဟဲ့လားအာဒီလိုနိုင်ငံတွေကပဲသူတို့ထောက်ခံပြီးတော့ကျန်တဲ့နိုင်ငံအများစုကသူတို့ဒီရွေးကောက်ပွဲကမထောက်ခံပါဘူးဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်ပါလေနိုင်ငံကိုခေါင်းဆောင်နေတဲ့သူတွေနော်အထက်မှာအာနာရှင်တွေကစပါတယ်အာနာရှင်တွေကသာဒီကောင်းလေးဒီရွေးကောက်ပွဲကဘလို့လုံလဲဆိုတဲ့အထာတွေကိုသူတို့ဟိုတခိုးချင်းချင်းမြင်ကြရတယ်နော်အဲ့တော့ကြောင့်ဘသူမှအမှုနဲ့ပြောရင်ပေါ်တယ်မထောက်ခံပါဘူးသူတို့ထောက်ခံရဆိုဘီလာရုတို့တရုတ်တို့ရုရှားတို့ဒီလောက်တွေပဲထောက်ခံရေးတာပေါ့နော်အဲကျန်တဲ့နိုင်ငံသီးတွေကသူတို့ထောက်ခံပါတယ်ဆိုတဲ့စကားကိုသိပြီးတော့မပြောရဲဘူးအဲအဲ့တော့ဘယ်ကထောက်ခံတယ်လို့သူကပြောလဲတော့မသိဘူး တော့သူကအဲ့လိုပြောပြီးတဲ့အချိန်မှာပဲဒီနေ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံသားရေးဝင်ကြီးကနေပြီးတော့သတင်းစကားလေးတွေပြီးလာတာရှိပါတယ်။ဒါပဲဒါပါလဲဆိုတော့ရွေးကောက်ပွဲပြီးလင်မင်းနဲ့မြန်မာနဲ့ပြန်ထိတွေ့ဆက်ဆံရင်အာဆီယံခက်ခဲမယ်ဆိုပြီးတော့သူကပြောပါတယ်။အားလုံးသိတဲ့အတိုင်းပဲလေနော်။အာထိုင်းဆိုတာလည်းမြန်မာနိုင်ငံရေးအကြောင်းမသိဘူးလားဆိုတော့သိတယ်အဒီအခုထိုင်းမှာဒီဝန်ကြီးချုပ်လုပ်နေတဲ့ပါတီတွေပါတယ်ဆိုလဲ အဲသူတို့နိုင်ငံရေးနဲ့ထိုင်းနိုင်ငံရေးကဟိုတိတ်ကွာတာမဟုတ်ဘူးအဲမြန်မာနိုင်ငံရေးနဲ့ထိုင်းနိုင်ငံရေးကတိတ်ကွာတာမဟုတ်ဘူးအဲ့တော့ဟိုသူတို့ဘာတွေဖြစ်နေလဲဆိုတာကိုသူတို့သိတယ်သိတော့ကြတော့ဒီရွေးကောက်ပွဲကနေပြီးတော့အကောင့်ဘက်ကိုဥတီဝါမှာလားအစိုးဘက်ကိုဥတီဝါမှာလားဆိုတာကိုသူတို့သိတယ်နောက်ပြီးတော့ပြည်သူတွေနဲ့တော်လိုင်းတက်ဖွဲ့ရဲ့သဘောထားကဘာဖြစ်လဲသူတို့ဘောက်ရွေးကောက်ပွဲလုံးလုံးမလုံးလုံးငါတို့တော်လိုင်းကိုဆက်ကျုံးမယ်ဆိုတဲ့သဘောထားကဒီရွေးကောက်ပွဲပြီးွားရင်တော့မှစစ်ပွဲတွေကရပ်သွားမှာမဟုတ်တလို့ ဟိုတချို့အကြောင်းအရာတွေကလည်းဖြစ်လာမှာလည်းမဟုတ်ဘူးဒီနေ့ရတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့